က်ကပရိဘုစ်ကိုအောင်မြင်တာမူချင်းမြတ်စွာဘုရားသည်ငါဝါမြောက်တွင်ဝေတာလီဒီ၌သတင်းသုံးတော်မူသည့်ထိုစဉ်အတအယူဝါဒရှိသောစက်ကပရိဘုစ်ကိုအောင်မြင်တော်မူခဲ့သည့်ဖျားပွင့်တော်မူမီကဝေတာလီဒီ၌ကျယ်ဝသောအမျိုးသားတယောက်ရှိသည်သူသည်တပည့်ရချားသို့တွား၍မိကန္နအယူရှိသော သူတို့ထံတွင်ပညာသင်ကြားသဖြင့် ဝါရအမျိုးပေါင်း900ကိုတက်မြောက်သွားသည်ထိုသူသည်ထင်ရှားသော မျိုးပေါင်းများစွာသို့လှည့်လည်၍မိမိတင်ကြားတက်မြောက်သောဝါရတို့ကိုခြေပနိုင်သူတို့အားရှာဖွေခဲ့သည်မြေသူမြတ်သူတက်မြောက်သောဝါရတို့ကိုခြေပခြင်းမပြခုနိုင်ခဲ့ပေသောဖြင့်သူသည်မိမိနေရင်အရက်ဖြစ်သော ဝေဒာလီပြည်သို့ပြန်လာသည်မိမိတက်မြောက်ခဲ့သောဝါရတို့အားမိစ္ဆဝီမင်းသားတို့ကိုတင်ကြားပြတ်တာကမင်းเสียပြု၍နေ၏ မကြမီပင်မိကန္ဓအယူရှိသော ပရိဘူမတအူးသည်လည်းဝေဒာလီပြည်သို့ရောက်ရှိလာသည် ထိုပရိဘူမသည်လည်းဤနီးတူအယူဝါဒ900ကိုတက်မြောက်သည် အရရက်တို့လှဲ့လဲပြီး သူတက်မြောက်သောဝါဒတို့ကို ခြေပနိုင်စွမ်းရှိသူကိုရှာသည်မတွေ့သဖြင့်ဝေဒာလီပြည်သို့ရောက်တည်ခြင်းဖြစ်သည့်ဤတွင်လိမ့်ဆဝီမင်းသားတို့ကသူတို့၏မိကန္ဓဆရာနှင့် ထို free ဘုံမတို့ကိုဝါရပြိုင်စေသည်သူတို့နှစ်ဦးဝါရပြန်ရာတဦးဤကြေတနာကိုတဦးမဖြေနိုင်ပညာသူဖြစ်နေကြသည်ထိုအခါလိမ့်ဆော်ဝီမင်းသားတို့ကဆရာနှစ်ပါးလုံးပင်ပညာရှိကြီးဖြစ်ကြပေသည်နှစ်ဦးပေါင်းစုံနေပါကငါတို့စီပြီးတို့မြည်သည့်ပညာရှိမျှချင်းကဲ့ရှင်ပြိုင်ဝင့်မီမဟုတ်ထို့ကြောင့် အတင်ပညာရှိနှစ်ပါးတို့ပေါင်းသိနေထိုင်ကြပါလော့ဟုတောင်းပန်တိုက်တွန်းဤဝေဒါတို့ဖြင့်မိကန္နယောက်ျားနှင့်မိကန္နမိန်းမတို့နှစ်ဦးသည်ထင်ညာလက်ထက်ကြ၏ကိစ္စဝီမင်းသားတို့ကလည်းညှောက်စားထားကြ၏အတန်ကြာသောသူတို့နှစ်ဦးတွင် သာသမီဝါရောက်ထွန်းကားလာကြသည်ထိုငါးယောက်တို့တွင်သမီးလေးယောက်မှအကြီးများဖြစ်ကြသည်သားတစ်ယောက်ကအငယ်ဆုံးဖြစ်သည် တမီးလေးရောက်ဤအမိမာတစ္ဆာလောကဂောစရာအစာရတခုမိတွင်ဤအာလုံးပင်အမိတင်ကြပေသောဝါရ900ကိုတက်မြောက်ကြဤတာထွေကားတစ္ဆာကဟုအမိတွင်ဤတမီးများအရွယ်ရောက်ကြသောအခါမိဘနှစ်ဖွာကချစ်တမီးတို့ငါတို့မျိုး၌တမီးမင်းကလေးတို့အားမိဘတို့ကရွှေငွေဥစ္စာအသုံးဆောင်ပေး၍နေဤအိမ်တို့ပို့ရသည်ဟု၍မရှိမိမိတို့တက်မြောက်ထားသောဝါရကိုနှလုံးပိုက်၍ မိဝေဝင်းကျင်တို့လှည့်လည်သွားရသည်အကျဉ်သူသည်ဤအယူဝါဒကို ပြောပြနှိမ်နင်းနိုင်သူဖြစ်အံ့ထိုသူအားမိမိကိုယ်ကိုအနှင်း၍ခြေရင်းအလုတ်ကျွေးပြုနေရသည်အကယ်၍ထိုသူသည်ယဟန်ဖြစ်၍တင်တို့ဤဝါဒကိုနှိမ်နင်းဖြေဆိုနိုင်သူဖြစ်အံ့ထိုယဟန်ဤအထံ၌မိခံ၍ယဟန်မပြုရ၏ဤကားငါတို့အနယ်ဤအကျင့်တည်းဟုပြောပြ၏ ဤတွင် သမီးလေးယောက်တို့ကမိမိတို့မိဘအနွယ်ဤထုံဒီအတိုင်းသာကျင့်ဖွာအံ့ဟု၍ဝန်ခံပြောဆိုဤထို့နောက်ပရိဘူတို့ဤတံဝတ်ဆင်ပြီးသောမြို့ရွာအတီးတီးတို့လှည့်လည်သွားလာကြသည်မိမိတို့ဤအယူဝါဒကို ရှင်ပြိုင်နိုင်သူကိုရှာကြသည်ထိုအခါမြေတိယောက်ျားမြသူတို့ကိုမရှင်ပြိုင်နိုင်သူတို့သည် နောက်ဆုံး၌တာဝတ္ထိတီတို့ရောက်ကာအရှင်သာရိပုတ္တရာမထေရမြတ်နှင့်တွေ့ဆုံကြသည်ဝါရပြိုင်ကရှုံးနေကြသဖြင့် ဘိက္ခုနီမအဖြစ်သို့ပူပြောင်းသွားကြလေသည်ထိုသူတို့၏မောင်ငယ်ဖြစ်သောတစ္ဆကမူကားအစီမားတို့ထက်ပို၍ဝါရတကြံသည်အဖတကြံသောဝါရ900နှင့်အမိတကြံသောဝါရ900တို့ကိုကောင်းစွာတင်ယူ၍ဝါရတထောင်ကိုတကြံသည်ထို့ပြင်လောကီဆိုင်ရာဝိထုပုံမြင်ပေရင်ဓမ္မတတုကိုလည်းတကြံသည်အယက်ထဝင်းကျင်၌ပညာရှိကြီးဟုထင်ရှားသည်လိမ့်ဆော်ဝီမင်းသားတို့၏စီကက်ကိုးွယ်ရာဖြစ်သည် ်ဤဝေဒာလီဒီ၌ပင်နေထိုင်သည့်တစ္စကပရိဘုသကငါ၏ဝမ်းနိုင်ရှိသောပညာကားအလုံးများသည်ဆန်စဘာထဲ့သောအိတ်သည်ပြိတိတ်ဆုံးလျင်ပေါကြတကဲသို့ငါဝမ်း၌လည်းပညာအလုံးပြည့်လုံးသဖြင့်မခံနိုင်ပဲကွဲပေါက်လေတော့မီဟူမှဲ့อยู่သည်ဝမ်းကွဲမီကိုသို့သောကြောင့်တန်ပြားနှင့်ရစ်ပတ်၍ထား၏သူသည်ဝေတာလီဒီတို့မြတ်စွာဘုရားရောက်လာလျင်ဝါရပြိုင်မီဟု၍ကြံရွယ်ထားသည်တို့ဖြင့်ဘုရားရှင်၏ ဝါရကိုတိရအောင်ပြုအပ်မှုကြံ၍အရှင်သာရိပုတ္တရာ၏ဆရာအရှင်အတ္တိထံတွားရောက်ဆုံးဆန်းသည် အရှင်အတ္တိကတစ္ဆကဘုံသုံးပါး၌ဖြစ်သောတတဝါတို့၏ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တရားတို့သည်အနိစ္စသဘောဒုက္ခသဘောအနတ္ထသဘောသာ၏ဟုငါတို့ဖျားရှင်ဟောကြားဆုံးမ၏ဟု ပြော၏ထိုအခါတစ္ဆကကရှင်ကောတမိဝါရကိုငါတိရပြီးနှိမ်နှင်းချေပါတော့အံ့ဟုကြံစီသည် ခုနောက်ဖျားရှင်နှင့်ဝါရပြန်၍စကားစစ်ထိုးရန် ထပေများဖြစ်ကြသောကိစ္စဝီမင်းသားတို့ကိုခေါ်၍ဖျားရှင်ထံတွားရောက်သည်ကိစ္စဝီမင်းသားတို့နှင့်အတူပုံနာတစ်ထည်သူကျဲစင်းရဲသားများလည်းအတူလိုက်ပါသွားသည်ထိုအချိန်၌မြက်စွာဖျားရှင်သည် မဟာဝံတော်ရှိကုရာဂာယအကြောင်းတော်၌သတင်းသုံးရရှိသည်ဖျားရှင်သည် နနက်အာယုန်တက်၌မဟာကယုဏသမပတ်မှထရော်မူ၍ တတောင်းသောစာစကြဝဠာတိုင်း၌ကျွတ်ထိုက်သောဝိနေယတို့ကိုတမန္နစခုဖြင့် တော်မူလျင်တစ္ဆကပရိဘူဤအကျံအစီအပြုမူတို့ကိုကုံစင်စွာတည်တော်မူသည့်ထို့ကြောင့်ပြုသင်သမျှသောအမှုကိစ္စတို့ကိုပြည့်စုံစေပြီးတော်အကြောင်းတော်နှင့်မနီမဝေးကြီးစွာသောတည့်ရိပ်အတွင်း၌တည်င်းသုံး၍နေဤတစ္ဆကပရိဘူကိုစောင့်နေတော်မူသည်မကြမီတစ္ဆကပရိဘုသည်နောက်ပါများနှင့်အတူဖျားရှင်ရှိတော်မောက်သို့ရောက်ရှိလာသည် တစ္ဆာကပရိဘုစ်ကဖျားရှင်အားအရှင်ဂေါတမတပည့်တော်ဝါကားတို့ကိုမိတို့ဆုံးမတော်မူပါတနည်းအကျုံသိလိုပါသည်ဟူ၍လျှောက်ဤဖျားရှင်က အချင်းတစ္ဆာကငါသည်တပည့်တော်ဝါကားတို့အာလောက၌လူနဲ့ဂျမတတဝါဟုတမုတ်ကြသည်က ခန္ဓာ၅ပါး၏အစုသာဖြစ်သည် ထိုခန္ဓာ၅ပါးသည်ဟူသောရုပ်သည်အမြဲမရှိ ဝေဒနာသည်အမြဲမရှိပညာသည်အမြဲမရှိ သင်္ခါရတို့သည် အငဲမရှိထိုနည်းတူဝိညာဉ်၆ပါးသည်လည်းအငဲမရှိထိုကြောင့်ရုပ်သည် အထမဟုတ်ဝေဒနာသည်အတ္တမဟုတ်ပညာသည် အထမဟုတ်သင်္ခါရတို့သည်အထမဟုတ်ဝိညာဉ်၆ပါးသည်အတ္တမဟုတ်အလုံးစုံသောသင်္ခါရတို့သည်အငဲမရှိကုန်အလုံးစုံသောသင်္ခါရတို့သည်အထမဟုတ်ကုန်ဟူ၍ဆုံးမပေသည်ဟူ၍ဖြေကြားတော်မူသည်ထိုအခါတစ္ဆကသည်ဖျားရှင်၏အနတ္တဝါရကိုခြေဖြက်လိုသဖြင့်အို အရှင်ဂေါတမအရှင်ဖုရားဤဝါရသည်မဟုတ်မမှန်ဝါဒကားဥပမာအားဖြင့်မျိုးစေ့အပေါင်းတစ်ပင်အပေါင်းသည်မြေကြီး၌တည်၍သာလျှင်ကြီးပွားစီပင်ပြန့်ပြောခြင်းသို့ယောက်ကြကုန်သည်မဟုတ်ပါလောထို့အတူတတဝါတို့သည်လည်းခန္ဓာ၅ပါး၌တည်၍သာလျှင်ချမ်းသာစင်ရဲကိုခံစားရသည် မဟုတ်ပါလော ကုသိုလ်အကုသိုလ်တရားတို့ကိုအားထုတ်ရသည် မဟုတ်ပါလောမတ် ပိုချမ်းသာကိုဖွေရှာကြသည်မဟုတ်ပါလောမပျက်စီးသေးသောကာလ၌အတဟုထင်ရှားရှိပါလျက်အပေကြောင့်အနတဟုပြောပါသည်။ဟု၍ခြေပပြောဆိုသည်။ထိုအခါဖျားရှင်ကအချင်းတစ္ဆာကဤဒီဖြာသောရုပ်ခန္ဓာကိုငါဤကိုဟု၍ပင်တင်ယူရှိသလောဟုမေး၏ဟုတစ္ဆကကလည်းအရှင်ဘောတမအကျွန်ုပ်သာငါဤကိုဟု၍အယူရှိသည်မဟုတ် ။ဤပရိသတ်ဝေပါကူအများပင်ငါဤကိုဟုမှတ်ထင်ခေါ်ဆိုကြပါ၏ဟု ဆို၏ဖျားရှင်က အချင်းသစ္စာကသူတပားအကြောင်းကိုတင်မဆိုနှင့်တင်ဤအယူကိုသာ ထင်ရှားစွာဖြေလို့ဟုဆို၏တစ္ဆာကလည်းအခြားသူများကို ဆွဲချခြင်းကမတက်တာရကအရှင်ကောဓမ္မအချင်းတို့လည်းဤုတ်နံခန္ဓာကိုငါဤကိုဟုအယူရှိပေတည်းဟု ဆို၏ထိုစကားကိုကြားလျင်ဖျားရှင်က ကြည်ရှင်သော မျက်နာဖြင့်အချင်းတစ္ဆာက ဤငားဖြာသောခန္ဓာကိုငါ၏ကိုယ်ဟုသိဝင်ခံသောတဖန်သိင့်ကိုငါမေးဦးအံ့သိင့်ဤရုပ်တရားသည်မတည်နေသောအဖြစ်ငါမဖြစ်လိုကြီးညိုနှစ်သက်ဆောက်ွယ်တင့်တယ်လှပသည်ဖြစ်လိုဤဟူ၍လည်းကောင်းဆံဖြူသောကြွေတားရည်တွန်းတို့အိုချင်းတို့မရောက်ပဲ၁၆နှစ်အရွယ်သာတည်ပါလိုဤဟူ၍လည်းကောင်းအလိုရှိမှုထိုအလိုရှိတိုင်းသိင့်ဤရုပ်သည်ဖြစ်ပါလောသိင့်ဤရုပ်ကိုသိင့်အလိုတိုင်းလိုက်စေခြင်းကအစိုးရပါဤလောဟုမေးဤ ထိုမေးကိုကြားသောအခါတစ္ဆာကလည်းအကယ်၍ငါဤရုပ်သည်ငါဤအလိုတို့လိုက်ဟုဖြေချေသော ကိစ္စဝီမင်းသားအပေါင်းကထရီဆေးရရုပ်သည်ငါတို့ကဲ့သို့တင့်နေတပ်ပစီပါရောလောဟု ဆိုရာဤအလိုတို့မလိုက်ပေဟုဆိုချေလင်လေအရှင်ကောတမဤအနတ္တဟုသော စကားသည်ဆိုပိုင်၍ငါကိုနိုင်ပြီလေမီဟုစဉ်းစားလေရဲ့ဤသည့်စကားကိုမျှမဆိုပဲစိတ်စိတ်သာနေလေဤထိုအခါဖျားရှင်ကအချင်းတစ္ဆာက ငါမေးဒီကိုတင်ဖြေဦးလို့ခုနှစ်ကြိမ်မြောက်တိုက်တွန်းတော်မူသည်ကိစ္စကမဆုတ်ချေထိုအခါတိကြမင်းသည်ဘီလူအတွင်ဖန်ဆင်းလျက်တန်တင်းပုတ်ဖြင့်နှဲ့အန်တကယ်သို့ရွေးလျက်ခေတစ္ဆာကအဘဲကြောင့်ဖျားရှင်မေးတော်မူသည်ကိုမလျှောက်ဆိုတနည်းလျှောက်ဆိုလို့ခုချင်းချောက်သည်ထို့သို့ချင်းချောက်လာသောတိကြမင်းကိုအခြားသူတို့မမြင်ရဖျားရှင်နှင့်တစ္ဆာကသာမြင်ရ၏တစ္ဆာကပရိပုလည်းစိတ်စိတ်မနေဝင်တော်သဖြင့်အရှင်ဖျား အကျိုးကောင်းမှားခြင်းကြီးမှားပေပြီးအရှင်ဤဝါရကိုအသက်ရှင်သည်မြုံငတ်ကိုွယ်ပါတော့မီဟုဝန်ခံလျှောက်ထား၏တို့လင်အယူဝါဒပြိုင်လာသောတစ္ဆာကပရိဘူအားချွတ်တော်မူနိုင်ခြင်းအောင်မြင်ခြင်းသည်ဖျားရှင်ဤအောင်မြင်ခြင်းဖြစ်ပေသည်